အရခတ်တော် AA ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကအောက်တိုဘာလ17ရက်နေ့နေ့စွဲနဲ့ထုတ်ပြန်ချက်တစောင်းကိုထုတ်ပြန်လာပါတယ်။ဒီထုတ်ပြန်ချက်အထဲမှာအရေးကြီးတဲ့ထူးခြားတဲ့အချက်တချို့ကိုတွေ့ရှိရပါတယ်။အဓိကရခိုင်ရေးမှာပါဝင်ပတ်သက်နေတဲ့ဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGB အခြေကအကျင့်ပြက်ဝန်ထမ်းတချို့ကိုအရေးယူပေးဖို့ဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရကိုကြေညာချက်အထဲမှာတိုက်တွန်းထားတာကိုတွေ့ရပါတယ်။ ဲ့ဒီအကျင့်ပြက်ဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGB အရာရှိတရှို့ဟာအာဆာ RSO အကြံဖက်အဖွဲ့တွေနဲ့အတူသွေးဝိုက်ပြီးတော့ AA ကိုတိုက်ပွဲဝင်လျက်ရှိတယ်လို့အထောက်အထားတွေနဲ့တကွဖော်ပြထားတာပါ။ ကျဉ်းပြတ် BGB အရာရှိတပ်ဖွဲ့ဝင်တချို့တို့ဟာအစွန်ရောက်စစ်သွေးကြွတွေကိုအပိအမြောက်ပြုံုံတာမကအရခတက်တော်နဲ့တိုက်ပွဲဖြစ်ပွားရာကတန်ရာရကြဆုံးသွားတဲ့အာဆာအလောင်းတွေကိုဝိုင်းကူထမ်းပိုးပေးတာစေဝါကူတာပေးတာရိခါနဲ့လက်နက်ခေယမ်းတွေကိုထောက်ပံ့ပေးတာတွေကိုပြုလုပ်နေတယ်လို့ဆိုထားပါရယ်။ဒါအပြင်အကြံဖက်အဖွဲ့တွေအပေါ်ဒါအပြင်အကြံဖက်အဖွဲ့တွေအပေါ်ဥဆောင်မှုပေးကလုံခြုံရေးယူပေးတာတွေ ဝေဟင်ကင်းထောက်ပေးတာတွေရေဒါစနစ်တွေကိုအသုံးပြုပြီးတော့စီရေးဆိုင်ရာအချက်လက်တွေပံပိုးကူညီပေးတာတွေကို ပြုလုပ်ပေးနေပြီးအာဆာ RSO အကြံဖက်အဖွဲ့တွေနဲ့အတူတွေ့ဝိုက်ပြီးတော့တိုက်ပွဲဝင်လျက်ရှိတာကိုစစ်စစ်တွေ့ရှိရတယ်လို့ဖော်ပြပါဗျ။ဒီလိုအခြေအနေတွေကြောင့် AA နဲ့ Bangladesh အကြားနှစ်ဖက်ပြဿနာတွေမဖြစ်ပွားရေးအတွက် Bangladesh ကြားဖြတ်အစိုးရအနေနဲ့အကျဉ်ပြက် BGB ကအရာရှိတချို့ကိုအချိန်မိန်ထိမ့်သိမ့်ဖို့လိုအပ်တယ်လို့ AA ကတိုက်တွန်းထားတာဖြစ်ပါဗျ။ ဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရအနေနဲ့အရေးယူထိန်းချုပ်မှုတွေမရှိဘဲဒီအတိုင်းဆက်လက်လွှတ်ထားမယ်ဆိုရင်နှစ်ဖက်နေဆက်တင်ရင်လုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတွေကိုပါဆွေးနွေးစွာထိခိုက်လာစေနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေဖြစ်ကြတဲ့အာဆာ RSO စတဲ့အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေ အရိခဒေသအတွင်းကိုဝင်ရောက်ပြီးစီးရီလှုပ်ရှားမှုတွေကိုအမြန်ဆုံးဟန်တာပေးဖို့လိုအပ်နေတယ်လို့လည်းအေအေထုတ်ပြန်ချက်မှဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရကထိန်းချုပ်မှုမရှိနိုင်လို့ရှိရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာလည်းအကြမ်းဖက်အားပေးသူအုပ်စုကအင်အားကြီးလာခဲ့ရင် င်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသားမကနေဆက်နဲ့အာဆီယံဒေသတွင်းလုံခြုံရေးတည်ငြိမ်ရေးတွေကိုပါအကြံဖက် NDA နဲ့အတူချင်းချောက်လာနိုင်တယ်လို့အပြုသဘောနဲ့ထပ်မံထောက်ပြထားတာတွေကိုလည်းအေးအေးရထုတ်ပြန်ချက်အထက်မှတွေ့ရှိရပါတယ်။လက်ရှိမောင်နှံမြို့နယ်မြောက်ပိုင်းနေဆက်မှာအာဆာ RSO စတဲ့အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်ကိုခြေကုပ်ယူပြီးအာရခတပ်တော်ကိုတိုက်ခိုက်မှုတွေရှိနေတယ်လို့အပြစ်မဲ့အရသာပြည်သူတွေကိုလည်း ထုံခိုတိုက်ခိုက်တပ်ဖြတ်မှုတွေပြုလုပ်နေတဲ့အတွက် AA အနေနဲ့စစ်စင်ရေးတွေအပြင်းထန်ပြုလုပ်လာနိုင်တာကြောင့်ဒီစစ်စင်ရေးမတိုင်မီမှာဘင်္ဂလားဒေ့ရှ်နဲ့တစုံတရာပြည်ထနာမတက်နိုင်ရတဲ့အတွက်ကြိုတင်တတိပေးတဲ့အနေနဲ့ဒီကြီးညာချက်ကိုထုတ်ပြန်တာဖြစ်နိုင်တယ်လို့လည်းသုံးသပ်ရပါတယ်ရှင်။ကျွန်မအင်မြတ်ခိုင်ပါ